တော့အကူအီးကိုစောဘုံဟင်းအကြောင်းလေးကတော့အားလုံးသိတဲ့အတိုင်းပဲဇွန်လ၂ရက်နေ့ကနေပြီးတော့စတင်ပြီးတော့ဒါတောင်ရှိသူတွေရဲ့အဲခေါ်ယူစစ်စစ်မေးမြန်းခြင်းကိုခံယူနေစေကာလဖြစ်ပါတယ်အကောင်သိတဲ့အတိုင်းပဲဟိုသူ့အနေနဲ့ကတော့ဒါဝစီကန်နဲ့တူလုံးလေးရဲ့အဖြစ်တွေတော့ရှိနေရှိပါလိမ့်မယ်။နောက်ရှိလည်းရှိပါတယ်။အဲ့တော့အဲ့ဒီပြမှုပြစ်ဒဏ်တွေအတွက်ကတော့ဟိုဥပဒေအရအရေးယူခံရနိုင်တာမျိုးအခြေအနေတော့ရှိတာပေါ့နော်။ဆိုတော့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဇော်ဘုံဟိန်းနန်းတွင်းစစ်ကြောရေးမှာစစ်ဆေးခံနေစေလို့ အပတမီတစဉ်ဦးအတိပေးလာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်ဆိုတော့အကိုကြီးကိုဇော်ဘုံဟင်းအကြောင်းလေးကတော့အားလုံးသိတဲ့အတိုင်းပဲဇွန်လ၂ရက်နေ့ကနေပြီးတော့စတင်ပြီးတော့ဒါတောင်ရှိသူတွေရဲ့အဲခေါ်ယူစစ်စစ်မေးမြန်းခြင်းကိုခံယူနေဈေးကာလဖြစ်ပါတယ်အဲဗီဒီယိုအဟောင်းတွေတင်တာတွေပြီးရင်ဟလာဟိုလွတ်မြောက်လာပြီးတော့ဘာလို့ဒါတွေကတင်းတူတင်းမားတွေပဲဖြစ်ပါတယ်အဲကျွန်တော်တို့ကတော့ဒါကိုကြီးကိုဇော်ဘုံဟင်းရဲ့မိသားစုတွေနဲ့တိုက်ရိုက်အဆက်အသွယ်ရှိပါတယ်တိုက်ရိုက်အဆက်အသွယ်ရှိတဲ့အတွက်ကြောင့်မလို့ဟို စောဖုန်းဟင်းရဲ့သတင်းမှတ်အခြေအနေတွေကိုကျွန်တော်တို့ update update တွေအများအားသိပါတယ်။အဲကျွန်တော်တို့ကိုစောဖုန်းဟင်းအကြွေရလွတ်မြောက်လာခဲ့တဲ့ရှင်ရင်တော့မှကျွန်တော်တို့ channel ကနေပြီးကျွန်မ channel ကနေပြီးတော့ဥဆုံးသတိဟိုအတိပေးပေးပါမယ်။ပြီးတော့အခုကတော့ဒါလက်ရှိအခြေအနေရပါတော့။အကောင်လက်တည့်ရဲ့အတိုင်းပါပဲဟိုဒါတော့မြေတုတတတိယဒီဒီစကားပြောနေရအကောင်လက်တည့်ရဲ့အတိုင်းပဲဟိုခုအနေနဲ့ကတော့ဒါဝစီကန်နဲ့ ကျုံလုံးမိတဲ့အဖြစ်တွေတော့ရှိချင်ရှိပါလိမ့်မယ်။နော်ရှိလည်းရှိပါသေးတယ်။အဲ့တော့အဲ့ဒီပြည့်မှုပြည့်တန်တွေအတွက်ကတော့ဟိုဥပဒေအရအေးအေးယူခံရနိုင်တာမျိုးအခြေအနေတော့ရှိတာပေါ့နော်။ဆိုတော့ဒီကာယကံနဲ့ပတ်သက်ပြီးတော့အပြည့်တန်တွေရှိလိမ့်မယ်လို့တော့ကျမတို့တော့မထင်ဘူးပေါ့။ဒါပေမဲ့ဒါကျမတို့ယောက်တည်းယူဆချက်ပါ။အဲ့တော့ဟိုအခြေအနေတွေအကြောင်းအရာတွေဘလို့ရှိတယ်။မဘာပြည့်မှုတွေကျုံလုံးနဲ့ဘလို့တွေဖြစ်တယ်ဆိုတာကတော့လက်ရှိမှာဒါတောင်းရှိသူတွေဆက်စည်းနေတဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့တောင်းရှိသူတွေအနေနဲ့ ဟိုအတိပေးထုတ်ပြန်လာမှာပဲအဲကျမတို့သိရမယ့်အနေထားတော့ဖြစ်တယ်အဲဒါကြောင့်မလို့အဲ့ဒီအခြေအနေလေးနဲ့ပတ်သက်ပြီးတော့ဗောနောအကောင်းမွန်ဆုံးအခြေအနေတစ်ခုဖြစ်အောင်လို့အားလုံးဝိုင်းပြီးတော့ဟိုဆုတောင်းပေးကြတာလွယ်လို့အဲကျမတို့လည်းတခြားဘာမှတတ်နိုင်တဲ့အနေထားတော့မရှိပါအကြောင်းပြဿနာလေးတစ်ခုကိုနည်းနည်းပြောချင်တယ်ဗျာနိုင်ငံတော်အစိုးရနဲ့တော့မဆိုင်ပါဘူးအဲဒီကတော့ဘောမတွေခေတ်စကားနဲ့ပြောရင်ဘောမတွေ နာတော့ဘောမရာလည်းပြဿနာမရှိပါဘူးဒီဘက်ကထမိန်ချုံတာလည်းပြဿနာမရှိပါဘူးဒါကယုံကြည်မှုပေါ့ကိုအားပေးတဲ့ကိုဘက်ကိုဘက်ယုံကြည်အားပေးတာပဲဒီအဆင့်ကပြဿနာမရှိဘူးဘောမရဲထမိန်ချုံတာကကိုဘက်ကိုဘက်ပြဿနာမရှိဘူးဒါကလက်ခံနိုင်တယ်အဲ့ဒီအဆင့်ထက်ကျော်ပြီးတော့မှ ရောဘာရဲ့ဘောငုံနဲ့ဘောဘောဆုပ်တဲ့အဆင့်ဟာထမိန်ချုံတာကိုကောင်းကောင်းရိုးရိုးသားသားမချုံမနဲ့အဲအထဲထဲမှာအမျိုးမျိုးဒီလိုဒီဒါကြီးကြတော့နည်းနည်းအဆင့်လွန်သွားနည်းနည်းများသွားတာပါ ဘာကြောင့်လဲဆိုတော့အဲ့ဒီကိစ္စကနိုင်ငံတော်နဲ့ပြည်သူရဲ့အကျိုးစီးပွားကိုတခါလေကြတော့အဲချိကိုက်နိုင်တဲ့အခြေအနေမျိုးလည်းဖြစ်သွားနိုင်တယ်။ဘာကြောင့်လဲအမရာလောက်ခြုံတာလောက်ကပြဿနာမရှိဘူး။ခုနကတော့လို့တွားလုတ်ပေးလိုက်လို့ရှိရင်ဟိုဘက်ကတာယာသွားအောင်တာယာသွားတော့အဲသူလုတ်သည်မ냐အဲသူဆုံးပြသည်မ냐အကုန်လုံးအဟုတ်ပဲထင်နေတော့နော်ငါဘယ်တော့မှမမတော့ငါလုတ်သည်မ냐အမအငြင်းမှန်နေတယ်လို့ဖြစ်သွားတာ။ခင်ဗျားတို့တမြောက်ပြီးနေလား။အဲ့လိုဖြစ်တယ်ဗျာ ခင်ဗျားတို့အာမာရာကြီးချုံတာပဲကြည့်ဦးရလကမာရာချုံတာလွန်သွားရင်ပြောတာအဲ့ဒီခုနကတော့ပြောတဲ့ဟိုတစ်ဖက်ကตายာပြီးတော့သူလောက်သမ ्या အဟုတ်အကုန်ထင်တော့တာအဲ့ဒါ तू ဘရောကမမတတ်ဘူးဒီလိုဖြစ်သွားတာဆိုတော့အဲ့ဒီကိစ္စကတချို့မှတချို့အခြေအနေမှာပြည်သူနဲ့အဲဒီတိုင်းပြည်နဲ့ပြည်သူအကျိုးအထိကိုင်းနိုင်တယ်အဲ့ဒါမျိုးကြတော့ကျွန်တော်တို့ကအမင်းနဲ့များသွားပြီဒီလိုမျိုးမြင်တာပေါ့ အဒီ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 မာတာပင့်တာကိုအဲဒီလိုမျိုးဟိုကချုံတာကိုမင်းနည်းနည်းတော့ညားသွားပြီဒီလိုမျိုးအဲ့တော့ညားသွားပြီဆိုတော့မဖြစ်လေခုနေတော့မဆိုင်ပါဘူးတို့ပေမဲ့ခုနကအဲ့လိုလောက်ရကဟိုဘက်ကိုအဲတခါတလေမှာအတိုင်းပြည်နယ်ပြည်သူရဲ့အကျိုးအဲထိခိုက်နိုင်တယ်ထိခိုက်နိုင်တဲ့အတွက်အဲ့ဒါကြတော့ကိုနဲ့နည်းနည်းဆိုင်တယ်လို့ဖြစ်တာပေါ့ကိုကအဲ့ဒါမျိုးမဖြစ်စေချင်တဲ့လူဆိုတော့အဲ့ကြောင့်မို့ဒီနေ့မှာဟလာဘောမာတဲ့လူရောမကြပါ မိန်ကြုံတဲ့သူတွေလည်းခြုံကြပါစကိုင်းငလင်ကြောင့်ဥပိုထောင်တွင်နိုင်ချင်းများအပါအဝင်အကျဉ်းသား80ကျော်တည်ဆုံးခဲ့စကိုင်းမြို့အနီးကိုဗဟိုပြုလုခတ်ခဲ့သည့်အင်အားပြင်းငလင်ကြောင့်မန္တလေးမြို့ဥပိုထောင်တွင်အကျဉ်းသူအကျဉ်းသား80ကျော်တည်ဆုံးခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကယနေ့ဇွန်လ9ရက်ထုတ်ပြန်ထားသည်မလ28ရက်နေ့မွန်လွယ်ပိုင်းကလှုပ်ခတ်ခဲ့သည့်ငလင်ကြောင့်မန္တလေးမြို့ဥပိုထောင်တွင် အကျဉ်းသူအကျဉ်းသား80ကျော်တည်ဆုံးမှုတွင်နိုင်ငံရေးအကျဉ်းသား49ဦးပါဝင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ဗဟိုဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးထံမှသိရသည် ဒီတေဆုံးမှုမှာမလ28ရက်နေ့မှာအများဆုံးတေဆုံးခဲ့ပြီးငလင်းလုတ်ပြီးနောက်ရက်တွေမှာဆေးဝါးကုသမှုနောက်ကျတာလုံလောက်စွာဆေးဝါးကုသမှုမရတာတွေကြောင့်တေဆုံးခဲ့တာပါအချင်းထောင်ကဟောင်းနှက်နဲ့အဆောက်အဦဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားတွေအများပြားထားရှိတဲ့အတွက်အခုလိုမျိုးအရေးပေါ်သဘာဝပေးနဲ့ငလင်းလိုမျိုးဖြစ်စဉ်တွေမှာတေဆုံးမှုများခဲ့ရတဲ့အခြေအနေဖြစ်ပါတယ်ဟုကိုတိုက်ထွန်းဦးကမက်ဆီမောက်ကိုပြောသည် ရင်းတို့တည်ဆုံမှုများခြင်းမှာထောင်တွင်းစီမံခန့်ခွဲမှုအားနည်းခြင်းနှင့်တတ်မှတ်ထားသည့်လူဦးရေထက်များပြားစွာထားရှိခြင်းကြောင့်ဖြစ်ကြောင်းရင်းကဆက်ပြောသည်တည်ဆုံသူများမှာငလင်ကြောင့်အုပ်ပုံပြိုကျကပြီးသည့်ဒဏ်ရာများကြောင့်တည်ဆုံခဲ့ရခြင်းဖြစ်ကြောင်းသိရသည် အရေးပေါ်ထိခိုက်ဒဏ်ရာရရှိသူများကိုထောင်ပြင်ပဆေးရုံ၌ကုသခွင့်မရခဲ့ခြင်းကြောင့်ငလင်းလုတ်ပြီးနောက်ရက်များတွင်တေဆုံးမှုများရှိခဲ့ခြင်းဖြစ်ပြီးအရေးပေါ်အခြေအနေမှာပြင်ပဆေးရုံတွေကိုထောက်ခွင့်မရဘဲတကြံရောက်ခံနေမှသာထောင်ပြင်ပဆေးရုံကိုထောက်ခွင့်ပြုခဲ့တာဖြစ်ပါတယ် အဲ့ဒါကြောင့်အချိန်နဲ့တပြေးညီစေဝါကုသမှုမရတဲ့အတွက်တေဆုံးခဲ့ရတဲ့အ ਨੇ ဆုံးနှစ်ဦးရှိတယ်လို့ကျွန်တော်တို့ထုတ်ပြန်ချက်ထဲမှာပါပါတယ်ဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ဗဟိုဦးဆောင်ကော်မတီဝင်ကိုတိုက်ထုံးဦးကပြောသည်ဦးဘိုထောင်တွင်ငလင်ကြောင့်တေဆုံးမှုအခြေအနေကိုစစ်ကောင်စီမှထုတ်ပြန်ထားခြင်းမရှိသေးဘူး။ဒါကအားပေးတယ်ကိုယ့်ရဲ့ယုံကြည်ရပဲဒီအဆင့်ကတိုင်းပြည်အတွက်ဘာမှပြဿနာမရှိဘူးသူပဲကိုယ့်ပဲ okay နေရင်ပြီးတာပဲအဲ့ဒီထက်အဆင့်တက်ပြီးတော့မှ ဟုတ်လားဟိုတစ်ဖက်ကိုအမြောက်မလွန်နဲ့ပေါ့ဗျာကျွန်တော်သိစေချင်တာခင်ဗျားတို့ကအဲထိမ့်ကြောက်ရမှာတကယ်တမ်းကျတော့ကိုအားပေးတဲ့ကိုချစ်ခင်နှစ်သက်တဲ့ခေါင်းဆောင်တွေအင်အားစုတွေအလွယ်အမှားတွေမများရအောင်ကျွန်တော်တို့ကထိမ့်ကြောက်ရမှာချစ်ရင်ထိမ့်ကြောက်ရမှာအခုလို့သမီးညောက်မပီးနဲ့အဲ့ဒါဆိုရင်တိုင်းပြည်တော့မကောင်းဘူးအနည်းဆုံးဥပမာအနေနဲ့ဒီဘက်က NLD ပါတီနဲ့ NLD ခေါင်းဆောင်ဒေါ်စန်းစုကြည်စု ဲ့ဒီနေရာနဲ့ကျွန်တော်ပြောပါရခင်ဗျားတို့အင်ဒေါ်အောင်ဆန်းစုကြည်အဲခုနကတော့လို့ဒဇုံတစ်ခုဖြစ်တယ် NLD ပါတီဒဇုံတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့ပရိသတ်တွေပဲတာဝန်ရှိတာလို့ဘာကြောက်လဲခင်ဗျားတို့အမြောက်ပေးနေတာထိန်းကြောင်းတာမှမဟုတ်ဘူးနော်ကိုကောင်းဆောင်ကိုပါတီအဲဒီဒီမှာရှိတဲ့နိုင်ငံရေးကောင်းဆောင်တွေတွတ်တော်ကိုယ်စားလှယ်တွေစတဲ့ဖြစ်ပေါ့လမ်းမလွှဲရလမ်းလွှဲမရောက်ရအောင် အမားတွေမလွှဲရအောင်ခင်ဗျားတို့ထိန်းကြောင်းပေးရမှာ အဲ့ဒါလည်းမထိန်ကြအောင်သူများတို့ကတမိန်ချုပ်ပြီးတော့မှဟိုဘက်ကတာရအောင်အဲ့ဒီမှာကလိအမျိုးမျိုးကလိပေးနေတဲ့အခါကျတော့ကိုယ်ကတာရပြီးတော့သူတို့သူတို့ကသူတို့အဟုတ်ထိန်ပြီးတော့မှအမာယူနေလို့တော့နောက်ဆုံးမှာအဲ့ဒီ energy party လက်အခုအခြေအနေပေါ့ဗျာခင်ဗျားတို့အားလုံးသိပြီသားပါဒီလိုပဲအဲကျောင်းဆန်းစုကြည်တို့လည်းဒီလိုအခြေအနေမျိုးတွေနဲ့ကြုံရတာအဲ့ဒါကခင်ဗျားတို့ energy ပရိသတ်တွေမှာပဲအဓိကတာဝန်ရှိတယ်ကျွန်တော်တို့ကတာဝန်ကြည့်